Bbox ဆိုတာလည်းပြင်းမြင်တာပုံပုံချပုံပုံချအဲ့ဒါအားလုံးပြင်းမြင်ကြရပေါ့ဆိုတော့ Bbox ဆိုတာကကြတော့အဲ့ဒီပုံပုံချတဲ့အများကြီးပို့ပြီး net shine တယ်ကွာကျွန်တော်ကကြတော့အဲ့လိုမျိုးခိုးလောက်ရတာကျွန်တော်ကအဲ့လိုအိမ်ကလူတွေအိပ်ပြီးဆိုတော့မှသူတို့အိပ်တဲ့ချိန်မှာကျွန်တော်စပြီးတော့ training လုပ်တာ၃လနှစ်လောက်အားလုံးကအစဲအစိုးခံအဲ့လိုမျိုးနဲ့လုပ်ခဲ့ရပါတော့ Bbox Champion စဖြစ်လာတဲ့ခါမှာအဲ့လိုမျိုး စာပြီးလက်ခံလာရပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုကလည်းတခုခုလုပ်ပြလိုက်အခုနောက်ပိုင်းကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးဒီသင်တန်းတွေဖွင့်တယ်။အပြီးတော့ဒီ free sharing လုပ်ပေးတဲ့ဟာတွေအဲ့ class တွေအဲ့လိုမျိုးပေါ့နော်။ဒီ course တွေအဲ့ဒါတွေအများကြီးလုပ်လာတော့တော်တော်ဒီဘယ်လိုပြောရမလဲလူတွေကို PP boss ကအခုဒီ2023လောက်ကစပြီးတော့ influence ပိုဖြစ်လာတယ်လို့ကျွန်တော်တော့ထင်ထင်တယ်ပေါ့နော်။အဲ့ဒီ TikTok မှာကျွန်တော် video တွေစလုပ်တာ2023 ဆိုအဲ့မှာတော်တော်များများ big boss ကိုပို့ပြီးတော့ drone ကျဲတိလာကြတယ်လို့ကျွန်တော်တို့အချက်မှာရောက်အဲဆာတော့ကျွန်တော်တင်ခဲ့ခြင်း Omega နဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ယောက်က Tech Team Omega ဆိုတဲ့ Tech Team အနေနဲ့ကျွန်တော်သွားရတယ်ဒါပေမဲ့သူကတော့အခုဒီကြောင်းလေးရှိတော့ဆိုတော့ကျွန်တော်တယောက်လည်းဒီနှစ်မှာရုံးကန်လှုပ်ရှားရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့အာဒီတယောက်ထဲလဲကျွန်တော်ဒီ B-box လုပ်တယ်အင်းတော့လည်းကျွန်တော်ဒီ solo solo တွေကျွန်တော် လုတ်လုတ်ခဲ့တာပေါ့နော်အဲဆိုလိုရေလုတ်ခဲ့တယ်အခုလည်းကျွန်တော်အတယောက်တည်းလုတ်တယ်ပြီးတော့ကျွန်တော်ရဲ့ loop station ရှိရဲဆိုတော့ကျွန်တော်ရဲ့ video ကြီးရဲ့သူတွေဆိုတည်ရပါတော့ဆိုတော့ကျွန်တော်အခု loop station နဲ့တည်ရဒီခြေတော့မဟုတ်ဘူးပေါ့နော် loop အဲလို့ပြောရမယ် loop လုတ်တာပေါ့နော်အတန်တစ်ခုချင်းဆို loop ping လုတ်တဲ့ set ပေါ့နော်ဆိုတော့ beatbox စာတွေတုံးတဲ့ loop station လို့ခေါ်တယ်ပေါ့နော်ဆိုတော့အဲ့လို loop နဲ့လည်းကျွန်တော်တည်ပါကျွန်တော်အနေနဲ့ကျတော့အဲ့လိုမျိုးကလေးတွေကအဲ့လိုမျိုးလုတ်ချင်တယ်ဆိုရင်တော့ကျွန်တော်ကနေပြောချင်တာကတော့သူတို့ကို support လုပ်ပေးပေါ့နော်ဆိုတော့ကျွန်တော်သင်တန်းမှာဆိုအခုဆိုလို့ရှိရင် ်အကလေးလည်းရှိတယ်ကျွန်တော်တို့အများကြီးဒီ၄၅နှစ်လောက်ငယ်သူတွေလည်းရှိတယ်ကျွန်တော်တို့အာတက်တော်ပွားသူလည်းရှိတယ်အခုဆိုရှင် class မှာဆိုရှင်ကွာဘယ်လိုမျက်လုံးမျက်လုံးမမြင်မဲနဲ့ကွာလာပြီးတော့သင်နေတောင်ရှိတယ် အဲ့လိုမျိုးနာ ear ပဲဒီ hearing နဲ့ပဲလာသင်တဲ့ကြောင်ရှိရပါတော့ဆိုအဲ့လိုမျိုးဒီစင်ကာပူတို့ဘာတော့မှဆို rear rising 555တို့ဘာတော့ရှိရအဲ့သူတို့ဆိုရှင်အဲ့လိုမျိုးကလေးအတွက် class တွေလုပ်ပေးတာအဲ့လိုမျိုးဒီကျွန်တော်တို့ဒီ local မှာဆိုရှင်လဲကျွန်တော်တို့အကူအကူဇန်းတို့ဘာတော့သူတို့ဆိုရှင်ကျောင်းမှာအဲ့လိုကလေးတွေသင်ပေးတာမျိုးအဲ့လိုမျိုးရရှိရဲကျွန်တော် grand လဲ sharing လုပ်ပေးရအသင်ပေးရပေါ့နော်ဆိုကျောင်းဝင်ကျောင်းဆိုကျွန်တော်အသင်ပေးရဒါပေမဲ့အဲ့လိုမျိုးကလေးတွေအတွက်ကြီးပဲတီးတန့်ဆိုပြီးတော့အဲ့လိုလုပ်ပေးတာမျိုးတော့ကျွန်တော်မရှိသေးဘူးဒါပေမဲ့ အဲ့လိုမျိုးဘယ်လိုပြောရမလဲကျွန်တော်ရှိမှလာပြီးတော့ဒီ class မှာလာ join နေဒီမှာအဲ့လိုကလေးလေးပါတယ်ဆိုတော့အာခဏလေးနဲ့လည်းအတက်မြန်ကြတယ်တကယ်မှ challenge ဖြစ်ပါတယ်ကျွန်တော်တို့တောင်ကယူသွခဲ့ရဆိုတာကကြတော့ဘယ်လိုပြောရမလဲငယ်လဲငယ်သေးတယ်ပြီးတော့တခြားလည်းမစဉ်းစားတတ်သေးဘူးဒါပေမဲ့အခုချိန်မှာကျွန်တော်နေပြောချင်တာကတော့ကျွန်တော်ကျွန်တော်တို့ကအချိန်ကြီးအားလုံးကျွန်တော်တို့သိရကွာဆိုတော့သိရအတွက်ကြောင့်မလို့တခြားလေး balance မြတ်မြတ်နဲ့သွားပါတော့ ဆိုမိဘတွေဖြည့်ဆည်းချင်တာကိုလည်းကျွန်တော်တို့ကဘယ်လိုပြောရမလဲပြစ်ပယ်ထားလို့မရအောင်လေနော်မိဘတွေဖြည့်ဆည်းချင်တာကိုလည်းကျွန်တော်တို့ကမေ့ထားလို့မရအောင်ကျွန်တော်တို့ဖြည့်ချင်တာလည်းရှိလို့မျိုးအဲ့နှစ်ခုကိုဘယ်လိုပြောပြရမလဲတခြားလေးနားလည်မှုယူပြီးတော့ balance များများနဲ့သွားမယ်ဆိုရင် တော့အရန်ပြဿနာမရှိဘူးတော့ကျွန်တော်ထင်ပါတယ်အဓိကတော့အင်းကလက်မခံဘူးဆိုလို့ရှိရင်တခုခုလုတ်ပြလိုက်ပါဆိုတော့ကျွန်တော်နေတော့ကျွန်တော်တော့အဲ့လိုက်အတိုင်းပဲဆိုတော့3-4နှစ်လောက်အားလုံးကအစဲအစူခံအဲ့လိုမျိုးနဲ့လုတ်ခဲ့ရပါဒါပေမဲ့အာတခုခုလုတ်ပြလိုက်တယ်ဥမာ ျွန်တော်ဒီ champion e-sports champion စဖြစ်လာတဲ့ခါမှာအဲ့လိုမျိုးစပြီးလက်ခံလာရပေါ့နော်ဆိုအဲ့လိုမျိုးကိုကလည်းတခုခုလုပ်ပြလိုက်ကျွန်တော်ကကြတော့အဲ့လိုမျိုးခိုးလောက်ရတာဘလောက်ဆိုးလဲဆိုတော့အဲ့လိုခိုးပြီးလောက်ရတာကျွန်တော်ကအဲ့လိုအိမ်ကလူကြီးအိပ်ပြီးဆိုတော့မှသူတို့အိပ်တဲ့ချိန်မှာကျွန်တော်စပြီးတော့ training လုပ်တာဆိုတော့အဲ့လိုမျိုးပေါ့နော်ညဘက်တွေမအိပ်အဲ့လိုမျိုးတွေကျွန်တော်လေ့ကျင့်ခဲ့ရဆိုတော့အဲ့လိုအဲ့လိုမျိုးတော့ရှိတာပေါ့အိမ်ကလက်မခံတော့ခိုးလောက်ခဲ့ရအဲ့ဒီအချိန်တွေတည်းရှိရဆိုတော့အဲ့လိုအဲ့ဒါကြောင့်မို့အဲ့လိုပြောပြရမလဲအချိန်တစ်ခုရောက်လာတဲ့ခါကျတော့ရှင်တစ်ခုခုလုပ်ပြလာအဲ့ဒါဆိုရင်ခံပါလိမ့်မယ် ျွန်တော်ဘီဘောက်စာတိုင်းကြုံရတဲ့ပြဿနာဗာလဲဆိုလို့ရှင်ဘီဘောက်ဆိုပြောလိုက်ရင်ကွာကျွန်တော်တို့ဒီ local မှာဘီဘောက်ဆိုပြောရင်အားလုံးရဲ့ mindset ထဲမှာဘီဘောက်ဆိုတာ ਨੇ ပြင်းမြင်တာပုံပုံချပုံပုံချအဲ့ဒါအားလုံးပြင်းမြင်ကြရခို့ဆိုတော့ဘီဘောက်ဆိုတာကကြတော့အဲ့ဒီပုံပုံချတဲ့အများကြီးပို့ပြီး net shine နေကွာတကယ်ပြီးတော့အရန်လဲခတ်တယ်တကယ်ဇွဲကောင်းတဲ့လူတွေရပဲဒီ Big Boss မှာကျွန်တော်အမြဲ interview ဖြေတဲ့ခါမှာရောပြောနေရတဲ့စကားရှိအဲ့ဒါပါလဲဆိုရင် လူတိုင်းက beatbox ကိုလုပ်လို့ရတယ်ဘာလို့ဆိုတော့အကောင်ကလူတွေပဲလေနော်လူတိုင်းကလုပ်လို့ရတယ်ဒါပေမဲ့လူတိုင်းတော့မထူးချွန်နိုင်ဘူးတကယ်ဇွဲကောင်းတဲ့သူတွေပဲဒီ beatbox ကိုထူးချွန်နိုင်မှာပေါ့နော်ဗျာဆိုတော့အဲ့လိုမျိုးပါတင်းအောင်သူက အင်းကတော့အခုအသိမပြုပါဘူးဆိုတော့ကျွန်တော်အခုဆိုရှင်ဒီကျွန်တော်ဒီဘယ်လိုပြောရမလဲ online course တွေဖွင့်တယ် class တွေဖွင့်တယ်အဲတခြားလေးလူတွေသင်ပေးတယ်ပြီးတော့ artist တွေနဲ့ collaborate တွေလုပ်တယ်အဲပြီးလို့ရှိရင်ဒီဘက်မှာလည်းကျွန်တော်ဒီအခုဆိုရှင်ကျွန်တော်ဒီ amplex ပေါ့နော်ဘာဘာတွေမှာဆိုဘာတွေမှာဆိုကျွန်တော်ညပါအဲ့လို DJ ဘာရအခုဆိုရှင်အဲ့လို DJ DJ ကို DJ ကိုတိတ်မမတုံးတော့ DJ မတုံးမဲနဲ့အဲ့လိုမျိုးကျွန်တော်ခေါ်တာမျိုးတွေအဲ့မှာကျွန်တော်က loop ပြီးရတာမျိုးတွေပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးရှိလာတယ်ဆိုတော့အဲ့ရရရဲ့ income ်နဲ့ကျွန်တော်ကတစ်ဖက်မှာအိမ်ကိုပြန်ပြီးတော့ support လုပ်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးကိုယ့်အတွက်ကိုတော့မဟုတ်ဘူးပေါ့နော်အိမ်ကိုပြန်ပြီးတော့ကျွန်တော် support လုပ်တယ်ကျွန်တော်လိုအပ်တဲ့ဟာကိုလည်းကျွန်တော်ပြန်ပြီးတော့ကိုယ့်ကို support လုပ်တယ်ဆိုတော့ညာဆိုတော့အခုတော့အိမ်ကလက်ခံပြီလားပြောရမယ်ဆိုတော့လက်ခံပါပြီအသက်လည်းကြီးပြီလေနော်22တောင်ရှိအောင်အဲကျွန်တော် limit ရှိရဲဆိုတော့ကျွန်တော်ရဲ့ဒီ body ကအရင်တော့ဆိုလို့ရှိရင်ကျွန်တော်အခုဆိုဘယ်လိုပြောရမလဲ ကျွန်တော်အများဆုံးလုံနိုင်အခုဆိုတနားရီပဲဆိုင်လုံနေတနားရီပေါ့နော်တနားရီပဲအလန်စတော်လုံးရမယ်ဆိုတနားရီပဲဆိုတော့အဲ့လိုမျိုးပေါ့နော်ကျွန်တော်မှာ limit ရှိရဲအဲ့အတိုင်းကြော်ရည်ဆိုလို့ရှိရင်မောလာမျိုးရှိရဲအဲ့တိုင်း water break တို့ပါတော့ကျွန်တော်တို့ယူရတယ်အဲ့လိုရေသားဖို့ချိန်ခဏယူရတယ်ဆိုတော့အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုလို့ရှိရင်ကျွန်တော်လဲ b box လုပ်တယ်ပြီးတော့ကျွန်တော်ခဏပြော loop station ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ loop နဲ့လဲကျွန်တော်လူတွေကို entertainment လုပ်တယ် performance လုပ်တယ်ပေါ့နော်ဆိုတော့ yeah အဲ့လိုမျိုးပါဆိုတော့ဘာဖြစ်လို့ဆိုတော့ body ကိုရမ်းတော့မသွားတော့ energy ရမ်းမကုန်တော့ဘူးဆိုတော့ဘာဖြစ်လို့ဆိုတော့အတန်တစ်ခုချင်းစီကို loop station နဲ့မှကျွန်တော် loop လုပ်တယ်အဲ့ loop ပဲ loop ပြန်ဖတ်ပြီးတော့တစ်ဖက်ကို output နဲ့ပြန်ထုတ်တယ်ဆိုတော့အဲ့လိုမျိုးပါဆိုတော့ body က loop ကဒီ energy ရမ်းမသွားတော့ဘူးပေါ့အဲ့လို mobile နဲ့ loop မပါဘူးဒီခုနကဒီကျွန်တော် show မှာပြောပြသလိုမျိုးပဲဆိုလို့ကျွန်တော်ကျွန်တော် energy ရမ်းသုံးရတယ်အာကျွန်တော်ရဲ့အော်ဒီ layer ဝင်ထွက် breathing အဲ့လို give ဆိုင်ရတယ်ဆိုတော့အဲ့လိုမျိုးပါ All right, I want to go freestyle. Peace. Yeah.